မင်္ဂလာပါလို့ဥစွာအားလုံးကိုနှုတ်ခွဆက်သလိုပါတယ်အခုဒီညနေမှာဖြစ်ပျက်တဲ့အကြောင်းအရာလေးပေါ်ပြီးတီးပြီးတော့မှဝမ်းမြောက်ဖွဲရသတင်းစကားကိုကျွန်တော်အနေနဲ့အနည်းငယ်ပြောကြားလိုပါတယ်ကဘာပေါ်မှာဝမ်းမြောက်ဆရာအကောင်းဆုံးတော့ငရဲကို သွားစရာမလိုတော့ဘူးဆိုတဲ့အကြောင်းအရာပဲဖြစ်တယ်ဒါနဲ့ဒီနေ့ညနေမှာဖြစ်လဲဆိုတော့ပေါင်ရိပ်တန်းတော့ကျွန်တော်တို့မီးတွေဖွင့်တယ်လမ်းမီးပေါ့နော်မလင်း အဲ့တော့ဒီချိန်ကအရေးကြီးတယ်လေအဲ့တော့တော်တော်မိလုံလဲတယ်မရအောင်မိကောင်းလဲတယ်မရအောင်နောက်ဆုံးဒီဘက်ကအထိုင်မိခလုတ်ကိုထပ်လဲတယ်မရဘူးကြိုးတွေကိုဆစ်ဆေးတယ်မရဘူးတော့နောက်ဆုံးကြတဲ့ခါကျတော့ဒီလမ်းမီးနဲ့ဆိုင်တဲ့ breaker ကျနေတာဖြစ်တယ်ပေါ့နော်တန်တဲ့မီးတွေလင်းနေအဲ့ဆိုင်တဲ့ breaker ကျနေတော့ပင်ရင်းကမှမီးမလာတာကျွန်တော်တို့ ော်တော်လေးပြင်လိုက်ရတယ်မရပါဘူးအဲ့တော့ကျွန်တော်အနေနဲ့ဘာကိုစင်ချင်ပြီလဲဆိုတော့လူတွေကဒီနေ့မွေးကြရလောဘဒေါသ మో ဟပါလာတဲ့အပြစ်သားတွေဖြစ်တယ်ဆိုတော့ဒါကိုကောင်းအောင်ဘာသာတရားကျင့်စဉ်နေတဲ့အမျိုးမျိုးပြုပြင်ကြတယ်မရပါဘူးဆိုတော့ဒီအပြစ်ဘယ်ကလာတာလဲဆိုတာတိဖို့လိုအပ်တယ်ဒါမှသာလေကျော်တို့ ခက်ခဲကိုဖြေရှင်းနိုင်မှာဖြစ်တယ်။အဲတော့ပြောနေကြစကားပဲပေါ့နော်။ဖရာလူကိုဖန်ဆင်းပြီးထိုပြန်တီမစားရ။တရိတ်ဆိုင်နဲ့မတူအောင်လို့ပညာချက်ပေးလိုက်တယ်။ဒါပေမဲ့လူကလုံကျူပြီးသွားစားတဲ့အခါမှာအပြစ်တရားဝင်လာပြီးတန်ရှင်တဲ့ဖရာနဲ့အဆက်ပြတ်သွားတယ်။ပြတ်သွားတဲ့အတွက်လူကမွေးကလေးကလောဘဒေါသမောဟပါလာတယ်။ဒီပြစ်တဲ့နေတော့သူဖြစ်တယ်။စားသောနေ့မှာတေးရမယ်ဆိုတဲ့အတိုင်းပဲ။ ဘုရားနဲ့အဆက်ပြတ်ပြီးမွေးဖွားလာတော့သူတိုင်းလောဘဒေါသမောဟပါလာတဲ့သူတွေဖြစ်ဖွားမြင်လာဒါကိုအခုလူငယ်တယောက်ကလူလက်မခံနိုင်ဘူးပေါ့နော်ဆိုတော့ကျွန်တော်အမြဲတမ်းဥပမာပေးတာရှိတယ်အဲကျွန်တော်လူငယ်ဘွားကကျွန်တော်ရဲ့တူလေးတူမလေး၃ယောက်ရှိတယ်ပထမတယောက်ကတော့၃နှစ်ကျော်သူကတော့သူ့စီရောက်တော့အယုတ်သွားဝယ်ခိုင်းတယ်ကြီးတာမှလိုချင်တယ် အယုတ်သေးသေးမလို့ချင်းအဲ့တော့ကားရုပ်အကြီးကြီးဝယ်ပေးရတယ်လောဘပြန်လာတော့နှစ်နှစ်မပြည့်သေးဘူးဒူမလေးအဖေအမေဖရာတရားတင်ပေးလို့မရအောင်ကျွန်တော်ကကိုဒူမလေးဆိုတော့ချစ်ပြီးတော့သူ့ကိုသွားပြီးတော့ပွေချီလိုက်တယ်ဗောနော်အော်ကျွန်တော်ကို तू ကမသိနေဘူးလေနော်ဆိုတော့အဲ့ခါမှာ तू ကဒေါသထွက်ပြီးအကြီးအကျယ်ဆူဆဲတာမိန်းကလေးပြီးပြီးဆဲတာပြီးနေတာဗောကိုကြီးမောင်ပြောတယ်ဘာလို့ ဒီလိုသင်ပေးလဲဆို तू မသိဘူးတဲ့သူကသူတတ်တာဖေးမေမခေါ်တတ်သေးဘူးအစဲရရင်တတ်တယ်ဒါဒေါသအဲတော့မွေးပန်းကြီးနဲ့ခကြီးကရောက်တော့ခဏထိုင်နာမလားလို့တူလေးကိုတဲ့ပခက်လွှဲပေးလိုက်ပါဦးဟိုမှာနှုတ်ဘူးလေးဖြော်ထားတယ်အေးပြီးတော့မဟုတ်ဘေးကကက်ဆက်လေးပါဖြွင့်ပေးလိုက်ပါဦးသစိန်နဲ့မောဟလောဘဒေါသမောဟမွေးကြရပါအာကြီးကူးတယ်ဟေးဒါဘဲလို့သူကပြောလို့မဟုတ်ဘူး ဘဲဖြစ်လို့ရေကူးတတ်ခြင်းဖြစ်တယ်။လူကအပြစ်လုပ်လို့ပြစ်သားတာဖြစ်တာမဟုတ်ဘူး။အပြစ်သားဖြစ်တဲ့အတွက်အပြစ်ကိုလုပ်ပေးတတ်ခြင်းဖြစ်တယ်။ဆိုတော့ကျွန်တော်တို့ရဲ့ကောင်းမှုကုသိုလ်အကျင့်တီလာဖျားရှင်မှာစမ်းမမိပါဘူး။ဒီအရာကဖျားကလူကိုဖန်ဆင်းတယ်။ဖန်ဆင်းပြီးတဲ့အခါမှာကျွန်တော်တို့ရဲ့ရွေးချယ်ပိုင်ခွင့်မရှိဘဲနဲ့လောကမှာ အပြစ်သားအနေနဲ့ ငရဲသားအနေနဲ့ဖွားမြင်လဲဆိုဖရာကမတရားဘူးအဲ့တော့မေးပါလေဖရာကတောင်းဝယူရမှာပေါ့တောင်းဝယူပါလေလူစားတိခံတယ်ကျွန်တော်အပြစ်အတွက်ရက်ဆက်စွာနဲ့သူကားတိုင်းထဲမှာအသက်ကိုပေးပြီးကဲတင်ပေးခဲ့ပြီးဖြစ်တယ်လူတိုင်းမတတ်နိုင်တဲ့ကောင်းမှုကုသိုလ်ကျင့်သီလထက်ယုံကြည်ပါလို့တောင်းခံတယ်ဒီနေ့ဒီတရားဝမ်းမြောက်ဖွယ်တဲ့တဲ့စကားပဲတင်ငရဲသွားစရာမလိုဘူး တင်းကိုဖန်ဆင်းသောရှင်ကတင်းပြကျွေးအတွက်ပေးဆက်ပြီးဖြစ်တယ်လဝါကတိုင်ထဲမှာအမှုပြီးပြီလို့ပြောခဲ့တယ်ဆိုတော့တချို့ဒီအမှုပြီးတာကိုလက်မခံဘူးဆိုပြီးတော့အမှုကိုပြန်ဖွင့်ပြီးအမှုကိုရင်ဆိုင်မယ်ဆိုတဲ့သူရှိတယ်လို့ကိုကျင်းမကိုရတာကွာဆိုပြီးတော့အမှုကိုပြီးတာလက်မခံဘူးကိုကကိုရင်ဆိုင်မဲ့ဘာသာလည်းရှိတယ်ဒါကတော့မဟောပဲမကြားနိုင်မကြားပဲမယုံနိုင်ပေါ့နော်သခင်ယေရှုကဖျားဖြစ်ကြောင်း ပြုခဲ့တဲ့အမှုနဲ့အစိုးမိတ်ခိုင်မှာရှိပြီးထိုထဲမှာအရေးကြီးဆုံးကတော့လူတိုင်းတက်လုံးကြောက်ပြီးကြုံခံတဲ့တည်ခြင်းတကူချိုးဖဲ့ပြီးတော့မှအောင်မြင်ခဲ့တော့အရှင်ဖြစ်တယ်။ငောင်းကိုယုံကြည်သောသူဒီတင်လုံးတော့လည်းတက်ရှင်လိမ့်မယ်ပြည့်စင်ခြင်းကိုမခံရလို့ပြောခဲ့တယ်။အဲဒီတော့ဒီနေ့ဒီသတင်းစကားကိုဖရာမိတ်မှခဲ့ပါတယ်။သွားရလူမျိုးတကာကိုပြောပါ။ဝိညာဉ်တတ္တဝါပို့ပေါင်းတို့အားပြောပြပါမဟောပဲမကြားနဲ့မကြားပဲမယုံနိုင်လို့ဖရာကပြောခဲ့တယ်။ဒါပေမဲ့ဒီတရားကို 90ရာခိုင်နှုန်းသောသူတွေကဖះเจ้าနဲ့မရောက်ဘူးတဲ့အတွက်မကြဘူး98ရာခိုင်နှုန်းသောခရိယန်တွေကအပြင်မှာမပြောကြဘူး85ရာခိုင်နှုန်းသောသူတွေကတော့ဒီတရားစကားကိုပြောရင်ကြားချင်ကြတယ်ဆိုတာတွေ့ရသလိုဒီနေ့ဒီသူတေသနာပြုချက်ပဲဒီခရိယန်သေအိုဆရာ400ခိုင်နှုန်းလောက်ပဲဒီသတင်းစကားကိုကြားပြောဖို့စိတ်ဝင်စားသလို အာမန်အတင်းသားတွေကလည်း600ခိုင်နှုန်းပဲစိတ်ဝင်စားတယ်ဆိုတာတွေ့ရတယ်။ဒါဆိုဘာလို့မပြောကြလဲလို့ပြောရင်နံပါတ်1ကတော့ဘလို့ပြောအောင်မသိလို့တချို့ကြလည်းပြောတတ်တယ်။ပြောတတ်ပေမဲ့ကိုယ့်ကိုညင်းပယ်လိုက်မှာကြောက်ရွံ့လို့ပေါ့နော်။နံပါတ်3ချက်တစ်ချက်ကတော့သခင်ယေရှုလိုလူတွေကိုတနာသောစိတ်မရှိလို့ပေါ့လူပေါင်းတို့ကိုမြင်တဲ့သခင်ယေရှုကတနာသောစိတ်ကို ဖြစ်တယ်လို့ဖော်ပြထားပါတယ်။ဒါကြောင့်ကျွန်တော် ဒီလူသာတည်ဆုံးခဲ့ရဲ့သူ့ရဲ့တမလွန်အတွက်ကိုကတနာတဲ့စိတ်နဲ့ချစ်ချင်းမြတ်တာနဲ့တီးခံပြီးတော့မှနှိမ်ချပြီးပြောပြဖို့လိုအပ်ပါတယ်ဒါဘုရားရဲ့အလိုတော်ပဲဖြစ်တယ်ဒီနေ့ဘုရားသခင်ကကျွန်တော်တို့ယုံကြည်သူတွေကိုကယ်တင်ထားတယ်ကျေနပ်နေဖို့ထက်ဆက်လက်ပြီးလူတွေကိုဒီသတင်းစကားကြားပြောဖို့လိုအပ်တယ်မဟောပဲမကြားနိုင်မကြားပဲမယုံနိုင်ဆိုတဲ့အတိုင်းကြားပြောဖို့လိုအပ်တယ်ဆိုတော့ ဟောကြားနည်းအလွယ်လေးပြောရမယ်ဆိုနံပါတ်1မိတ်ဆက်မယ်နံပါတ်2ကတော့ကိုတစ်ချိန်ကအသက်တာအကြောင်းကိုပြောမယ်နံပါတ်3ကသခင်ယေရှုကိုလက်ခံယုံကြည်လာပုံနံပါတ်4ကယေရှုကိုလက်ခံယုံကြည်ပြီးနံပါတ်5ကတော့အကယ်၍ယုံကြည်ခြင်းမရှိခဲ့ဘူးဆိုလျင်ဒါကိုဥပမာပြောရမယ်ဆိုရင်တော့ကျွန်တော်ကတော့ဆော်ရီထူဖြစ်ပါတယ်တစ်ချိန်လုံးက စည်းဝိုင်းလုပ်ငန်းကိုပဲစိတ်ဝင်စားပြီးအကြီးအကျယ်လုပ်ငန်းတွေလုပ်ခိုင်းပါတယ်။ဒါပေမဲ့မထင်မှတ်ပဲနဲ့ရှိသမျှရှုံးတဲ့အပြင် minus ပြသွားတယ်။အဲ့ဒီအခါမှာကျွန်တော်ဝန်ကြီးတော်တော်ထားရပါတယ်။လောကမှာအသက်ရှင်စဉ်စိတ်တောင်မရှိတော့တော့တောက်စားမှုရစ်ပြီးတော့မှလူကလင်းလင်းပျက်စီးသွားဖို့ပဲဖြစ်တယ်။အဲ့ဒီအခါမှာကျန်းစာတစ်ခုကြားလိုက်တယ်ဝန်လေးပြင်မှန်းသောသူပေါင်းတော့ငှက်ထန်သူလာကြလို့လူတွေကတော့လူသာလာပါပြဿနာ ဖော်မလာနဲ့ဒါပေမဲ့ယေရှုကတော့လာပါငါဒီချမ်းသာပေးပြီဆိုတော့ထိုဖျားကိုကျွန်တော်ဆူတောင်းခဲ့ပါတယ်မဖြစ်နိုင်တဲ့ခက်ခဲတွေပြည့်လည်သွားသလိုငြိမ်သက်ခြင်းရရှိပြီးဒီနေ့အသက်တာလည်းပြောင်းလဲသွားတယ်လောကရဲ့အပြစ်ဒုစရိုက်တွေတောက်ဆမှုရဲ့လောင်ကစားအကုန်လုံးကနေပြတ်တောက်သွားပြီးတော့မှထိုရှင်ကိုလက်ခံတဲ့အခါမှာတကယ်ကိုငြိမ်သက်ခြင်းပျော်ရွှင်ခြင်းရပြီးတော့မှထိုဖျားเจ้าကိုမပြောဘဲမနေနိုင်သူဖြစ်ပြောင်းလဲသွားတယ် တကယ်လို့သာဒီဖျားကိုလက်ခံယုံကြည်ခြင်းမရှိဘူးဆိုရင်ကျွန်တော်ကဒီအချိန်ကြီးမရှိပါဘူးကျွန်တော်နဲ့ရွယ်တူအလုံးလုံးတဲ့လူတွေတော်တော်များများကတော့မရှိကြတော့ပါဘူးသူတို့တွေလောကကနေပြီးတော့မှထွက်ခွာသွားကြပြီအသက်မရှိတော့ဘူးဆိုတာတွေ့ရပါတယ်ဒါကြောင့်မလို့ကျွန်တော်အနေနဲ့ဘုရားကပြောတယ်ဝင်လေးပြင်မနောသူပေါ့နော်ငါထံသွလာကြတော့ငါဒီချမ်းသာပေးမိဆိုတဲ့သခင်ယေရှုခရစ်တော်ကိုမိဆန်းကြည်ပါ လက်ခံယုံကြည်ပါယခုဘဝနောက်ဘဝစိတ်အေးရမယ်ဆိုတာကိုအနည်းငယ်ဝင်ကားပါတယ်ရောက်စီအောင်ဖျားရှင်ကောင်းကြီးပေးပါစေ